ရေကြီးရေတန့်ဘာကြီးကျော်လူလူကတော့တကယ်ရှားတယ်သူကကျော်မိသားစုမှာအသက်အကြီးဆုံးကျော်မိသားစုမှာကခင်မောင်ကျော်တဲ့ထွန်းရွှေကျော်တဲ့ထွန်းဝေကျော်တဲ့မေတန္တာကျော်တဲ့ဝေစန္တာကျော်ကျော်ဦးကျော်တဲ့အများကြီးအများကြီးပဲခုပြောခဲ့တဲ့နာမည်တွေက ဘာကြီးကျော်ရဲ့တွေ့ရင်သားရင်မောင်နှမတွေပဲရှိသေးတာအဲ့ဓာတွေကတဆင့်ပွားထားတဲ့သားသမီးတွေမိတွေမြစ်တွေရှိသေးတယ်အဲ့ဓာဒီအလုံးလဲကြော်တွေပဲမှဲ့ခြင်းနဲ့နမဲမဲကြော်တော့တက်ရမယ်ရှေ့မှာတက်တက်နောက်မှာတက်တက် တက်ကိုတက်ကြရမယ်ဒါပေမဲ့နောက်မှာတက်ကြတာများပါတယ်ဘာကြီးကျော်ရဲ့နမဲအပြည့်အစုံကထွန်းအောင်ကျော်တဲ့တကယ်တမ်းကျတော့ဘာကြီးကျော်ဟာ ထုံလဲမထုံဘူးအောင်လဲမအောင်ဘူးကြော်လဲမကြော်ပါဘူးဒါဖြင့်ဘာလို့ရှားတယ်လို့ပြောရတာလဲအဲရှားတာတော့အမှန်ပဲဗျအဲ့ဒီရှားတဲ့အကြောင်းပဲပြောချင်တာပါဘာကြီးကြော်ဟာကြော်မိသားစုမှာအကြီးဆုံးဆိုတော့အားလုံးကိုစူနိုင်ခွင့်ပူနိုင်ခွင့်ဟိန်ခွင့်ဟောက်ခွင့်သူ့မှာအပြည့်ရှိတယ်လေတစ်ချိန်လုံးဟိန်ဟောက်နေတာပဲစူပူနေတာပဲသူဘာအလုပ်လုပ်တယ်လဲ တကယ်တမ်းပြောရရင်ဘာအလုံးမှမလုပ်ဘူးဝင်ငွေရအောင်ဆိုတာမျိုးဘာအလုံးမှမလုပ်ဘူးသူ့မှာအမွေရထားတာရရှိတယ်ကျော်မိသားစုနဲ့အတူနေတယ်အတူစားတယ်တတ်တတ်မှတ်မှတ်ဘာမှစိုက်ထုတ်စရာမလိုဘူးအငယ်တွေကစားစီတောက်စီဘာမှ ပြောနေကြတာမဟုတ်ဘူးသူကအကြီးမဟုတ်လားအားလုံးဝိုင်းထဲကြတဲ့တည်းကကျွေးလိုက်ကြတာပါပဲဘာပဲပြောပြောဘာကြီးကျော်မှအလွန်ထူးခြားတဲ့အချက်တစ်ချက်တော့ရှိတယ် အဲ့ဒီအချက်အတွက်တော့မိသားစုတစ်ခုလုံးသူ့ဂျေဇုမကင်းကြဘူးလို့လည်းဆိုရမယ်။သူ့လောက်လည်းဘယ်သူမှပါရမီမရှိကြဘူး။အဲ့ဒီကိစ္စမှာတော့သူ့လောက်လည်းစိတ်ဝင်စားနိုင်ကြဘူး။သူ့လောက်လည်းမတက်ကြမသိကြဘူး။ဒါကတော့အမှန်ပဲ။အဲ့ဒီအချက်ကဘာလဲဆိုတော့ဗာကြီးကျောင်းဟာမိသားစုအသုံးပြုတဲ့အိမ်သားတွေကိုအလွန်စိတ်ဝင်စားတယ်။ကျော်မိသားစုနေတဲ့ခြံကျဲကြီးနဲ့တိုက်ကြီးမှာအိမ်သားစုစုပေါင်း၅လုံးရှိတယ် အိမ်မကြီးမှာ၃လုံးရှိတယ်။နောက်ဖေးအစီခံတန်းရအတွက်၂လုံးရှိတယ်။အဲ့ဒီအိမ်သားတွေအားလုံးကိုဘာကြီးကျော်အမြဲကယူဆိုင်တယ်။အမြဲတန့်ရှင်းနေရမယ်။အနမ်းအသက်မရှိရဘူး။ဆေးရကြောရမယ်။ဆေးတော့ရမယ့်အချိန်မှာဆေးတော့ရမယ်။ရေသုံးအိမ်သားတွေမှာအမြဲတမ်းရေပြည့်ပြည့်စုံစုံရှိရမယ်။စက္ကူသုံးတဲ့အိမ်သားတွေမှာလည်းဒီလိုပဲ။လိုအပ်ကြအကုန်အဆင့်သင့်ရှိနေရမယ်။အဲ့ဒီအိမ်သားအားလုံးကိုကြုံရင်ကြုံတယ်လို့ဘာကြီးကျော်တုံးတယ် စစ်ဆေးကြည့်ရှုတယ်။လောက်အပ်တာတွေကိုအကုန်ကြည့်ပြီးမတက်မရက်မတက်မရှင်းဖြစ်နေရင်ထမင်းချက်မာလီဒရိုက်ဘာခလေးတိန်တွေ့ရလူကိုဘာမှစကားများမနေနဲ့။ရှိတဲ့အလုပ်လုံးလက်စားအလုပ်ချထားခဲ့။အိမ်သာလာလုပ်ကြဒါပဲ။အဲ့ဒါပြီးမှကိုလုံးဆရာရှိတာဆက်လုပ်ကြ။ဒါပဲ။ချင်းသိမ့်ပြုတ်ပြင်းမှုနဲ့ပတ်သက်လာရင်လည်းသူအကုန်လိုက်ကြည့်တာပဲပြင်ရပြုတ်ရမယ်ဆိုရင် သူကိုယ်တိုင်တွက်ချက်တာပဲ ပြီးတော့မှမိသားစုတစ်ခုလုံးအချိုးချပေးကြဒါပဲလူတဲ့ပစ္စည်းဝယ်ဟဲချမ်းဟဲကိစ္စတွေကို အငယ်တွေလောက်ကြလက်သမားပယံအကောင်းဆုံးခေါ်ရမယ်အဲ့ဒါလောက်ကြပြီးတော့သူကတော့တေးသေးချာချာစစ်ဆေးကြည့်ရှုမယ်တေးသက်မှကြိုက်တယ်တိကျမှကြိုက်တယ်လက်ရကတော့ကောင်းမှ ကောင်းမှအဲ့ဒါတော်တော်ဗာကြီးကျော်ကကောင်းကောင်းစစ်တယ် တကယ်တော့ကျော်မိသားစုတစ်ခုလုံးမှာအိမ်သာကိုအများဆုံးသုံးတာလည်းသူပဲလေတနေ့တနေ့အနည်းဆုံးအိမ်သာတဲကို၁၄ကောင်းလောက်ဝင်တာကိုတွေ့ကြရတယ်တခါတလေခီးသွားရင်လည်းအိမ်သာအစင်မပြေမှုနဲ့မြဲမြဲပြန်လာတတ်တယ်အိမ်သာကိုဂယုမဆိုင်ကြဘူးဆိုရင် သူအမုန်းဆုံးဒေါသဖြစ်ဆုံးပဲသူ့အဆိုအရအိမ်သာဟာလူလောကလူဘဝကြီးရဲ့မန်တိုင်တစ်ခုတောင်ဖြစ်နေတယ် လူတယောက်ကျမ်းမာဖို့ချမ်းသာဖို့ပညာရှိဖို့အတွေးခေါ်ရှိဖို့အိမ်သာဟာထိတ်တန့်အ धिक နေရာမှာ ရှိနေကြခဏခဏပြောတတ်တယ်။လူတွေရဲ့အလွန်တန်ဖိုးရှိတဲ့ပညာဉာဏ်တွေအတွေးခေါ်တွေအကြံစီတွေဟာအိမ်သာတွေတဲကရကြတာဖြစ်မယ်လို့သူကပြောတယ်။လူတွေကရှက်လို့ထုတ်ပြီးဝန်မခံကြတာပဲလို့သူယုံတဲ့။သူကိုယ်တိုင်လည်းအလွန်တန်ဖိုးရှိတဲ့အတွေးမြင်တွေကို အိမ်သာတက်ရင်စင်စားပေါင်းမြောက်ခဲ့တာလို့ဆိုတယ်။ဘာတွေပေါင်းမြောက်တာလဲဆိုတာတော့ဘယ်သူမှမသိကြဘူး။မေးလည်းမကြည့်ဝင်ကြဘူး။ရှီသိပ္ပံဆရာကြီး Archimedes တာသူ့ရဲ့ကဘာကျော်တိတ်သီးစားနဲ့ပတ်သက်တဲ့ theory ကိုအိမ်သာတက်ရင်ရလိုက်တာပဲလို့ဘာကြီးကျော်ကပြောတယ်။ကျောင်းတက်နေတဲ့တူတူမလေးတွေက Archimedes ဟာအိမ်သာတက်ရင်မဟုတ်ကြောင်း ရေချိုးရင်စဉ်းစားမိတာသာဖြစ်ကြောင်းပြန်ပြောကြတဲ့အခါမှာဘာကြီးကြောင့်အကြီးအကျယ်ဒေါပွားတယ်။ရေအိမ်ရေချိုးကန်းဆိုတာနဲ့အိမ်သားဟာအတူတူပဲဖြစ်တယ်လို့သတ်ပြောတယ်။ပြောလို့မရတဲ့အဆုံးမှာတော့ကလေးတွေကိုထရိုက်တော်တာပါပဲ။ဘာပဲပြောပြောဘာကြီးကြောင့်ဟာအိမ်သားနဲ့ပတ်သက်လို့မဟာအသိပညာရှင်အတတ်ပညာရှင်တစ်စုဖြစ်လာတယ်ဆိုတာတော့သိကြပါဗျ။ အိမ်သာစေးတဲ့ပစ္စည်းအမျိုးပေါင်းများစွာကိုသူသိတယ်။ထုံးလို့ပစ္စည်းကစပြီးအနောက်နိုင်ငံများမှာနောက်ဆုံးထုတ်လုပ်ကြညာနေကြတဲ့နောက်ဆုံးပေါ်အိမ်သာစေးတဲ့စေးမုံစေးရည်တွေထီသူသိတယ်။စီဂျိုးစေးတာနဲ့ဝမ်ဂျိုးစေးတာမှာတော့မတူတဲ့အကြောင်းသူ ရှင်းပြနိုင်တယ်။အိမ်သာ39တစ်ရှူးပေပါအမျိုးမျိုးကိုလည်းသူပြောနိုင်တာပဲ။ဝယ်ရမယ်ဆိုရင်ဒါသူများပတ်စံနဲ့ဝယ်တာ။ ။နောက်အင်တာသုံးဆက်ပြားရည်လည်းတည်တာပဲ။အင်တာသုံးပစ္စည်းတွေလည်းအများကြီးတည်တယ်။ဘာပဲပြောပြောဘာကြီးကျော်ဟာ specialist တယောက်တော့ဖြစ်လာတာပဲ။တိုက်တဲ့အင်သစ်ဆောက်တဲ့လူတွေဟာသူ့စီမှာအင်တာကိစ္စနဲ့ပတ်သက်ပြီးကြိုတင်အကြံဉာဏ်တောင်းကြရတယ်။တလောစီကတော့ကပအိမ်သားများတမိုင်းကိုသူစတင်လေးလာတဲ့အဆင့်ထိရောက်လာတယ် ရိုးရာအင်တာများကိုလည်းတီးခြားလေးလာတယ်။မြမာများရဲ့စာပေရင်ကျေးမှုကအစအရာရာမှာ ကိုပိုင်ဟန်ကိုပိုင်အတွေ့ခေါ်ကိုပိုင်တီထွင်ကြံစမှုများအများပြရှိခဲ့တာမှန်ပေမဲ့ရိုးရာအင်တာတွေနဲ့ပတ်သက်လို့ကတော့များစွာချိနဲ့အားနေခဲ့ကြအောင်ဘာကြီးကျော်ကကောက်ချက်ဆွေးတယ်။တရီခိတရာပကံအစရှိတဲ့ခိတွေကအင်တာစနစ်များနဲ့ပတ်သက်ပြီး စာပေမာရောနိုင်ရန်စီရေးတွေမာရောဘဘူးပန်းတင်အဆရှိတဲ့နေရာတွေမာရောတဲလွန်စာအချောက်ထားရှာတယ်ခက်ခက်မမမတွေ့ရဘူးလို့ဆိုတဲ့သူကသူနှံ့ဆက်အောင်မရှာနိုင်တာလည်းဖြစ်နိုင်တယ်တကန်ခေအဂီရက်အကျော်အမော်ရှင်အစ္စကုဏဟာသူ့ရဲ့မအောင်မြင်တဲ့ဓာတ်လုံးကိုဒေါသဖြစ်ဖြစ်နဲ့အိမ်သာတဲ့ပြချလိုက်တော့မှ မစင်ကြွေးဖို့လိုနေတာနဲ့အန်ကြဖြစ်ပြီး ပေါမြောက်သွားတယ်လို့သိရတော့ဘာကြီးကျော်အလွန်စိတ်ပြတ်သွားတယ်အဲ့ဒီအထောက်ထားရဆိုရင်ပကံခက်ကအိမ်သာစနစ်ဟာအလွန်တရာမှမတိုးတက်ကြောင်ထင်ရှားတယ်လို့ထောက်ပြတယ်ဘာကြီးကျော်အလွန်သဘောကျတာကတူရကီရေအိမ်နဲ့အိမ်သာစနစ်များလို့ဆိုတယ်ချာကစ်ဘက်တို့ကဘာကျော်ရဲ့ကိစ္စမှာရချို့ဖို့တာမဟုတ်ပဲ ိမ်သာစနစ်ပါဆိုလိုကြောင်းထပ်လောင်းရှင်းပြတယ်။ကျော်မိသားစုဟာအိမ်သာကြောင်းနဲ့ပတ်သက်ပြီးဖာကြီးကျော်ရဲ့ lecture ဟောပြောပို့ချမှုတန်းကိုခဏခဏခံကြရတယ်။သူပြောပြရင်လည်းဂယုတဆိုင်နားထောင်မှကြိုက်တာဂယုမဆိုင်ရင်အကြည့်အကျက်ဓောပွားတတ်တယ်။အဲ့ဒီလိုဂယုမဆိုင်တဲ့ကောင်မျိုးဟာအလွန်အောက်တန်းကြကြောင်းလောကမှာကြီးပွားဖို့အခွင့်အလမ်းမရှိတော့ကြောင်း ဘဝအဘိဓမ္မာများနဲ့ဝေတော်မှာသာဖြစ်ကြောင်းဆိုင်ဆိုင်မဆိုင်ဆိုင်ဆွတ်တင်တော့တာပဲကျော်မိသားစုဟာကြာတော့ဗာကြီးကျော်ရဲ့ကျေးဇူးကြောင့်အိမ်သာဘဟုတုတ္တများနဲ့ကျွေးဝါးတဲ့အသိပညာရှင်များဖြစ်လာကြတယ်။အဲ့ဒါဟာဗာကြီးကျော်ရဲ့ထူးခြားချက်ပါပဲ။ကျော်မိသားစုဟာအလွန်တက်ရက်တန့်ရှင်းတဲ့အိမ်သာများကိုအတုံးပြုတ်ခွင့်ရကြတယ်။အဲ့ဒါလည်းဗာကြီးကျော်ရဲ့မဟာကျေးဇူးတော်ကြောင့်ပါပဲ။ တလောစီကတော့တခါတဆင့်တက်လာပြန်လေခေပုံသိပ္ပံဤကြအိမ်သားများကျမရေးအတွက်အထူးအန်တရခင်အောင်စီမံဆောင်ရွက်မှုများအိမ်သားဘိတုကာပညာများဆိုတာတွေကိုဗာကြီးကျော်အကြီးအကျယ်လေ့လာတယ်အိမ်သားများပုတ်ချင်းပွားချင်းအနံ့အသက်ဆူများထွက်ချင်းပုံမွားအန်တရယောဂပြန့်ပွားမှုအန်တရယဆိုတာတွေကိုခွဲချမ်းစိတ်ဖြာပြီးလေ့လာတယ် septic tank လို့ခေါ်တဲ့ယောဂပြန်ပွားမှုအန္တရာယ်မရှိအောင်လုပ်တဲ့အိမ်သာအောက်ခံရေခံဆောက်လုပ်တဲ့စနစ်တွေကိုအကြီးအကျယ်လေ့လာတယ်။အဲ့ဒီအိမ်သာအောက်ခံရေစစ်ကန်တွေရဲ့စနစ်တွေကို သူကိုယ်တိုင်ကျန်စာတွက်ချက်တယ်။အဲ့ဒီကန်တွေမှာတုံးရမယ့်ဆေးတွေလည်းကျန်စီတီထွင်းတယ်။နောက်ဆုံးအိမ်သာအောက်ခံရေခံ80နဲ့သူတီထွင်းထားတဲ့ဆေးဝါးတွေကိုသုံးမယ်ဆိုရင် နောက်ဆုံးကံမှာကြလာတဲ့ရေဟာအလွန်ထန့်ရှင်းယောဂဗျာကင်းအနေအမုံကင်းတဲ့အလွန်ကြည်လင်ကောင်းမွန်တဲ့ရေဖြစ်လာမယ်လို့ဆိုတယ်။ချိုးလို့လည်းရမယ်၊တောက်သုံးလို့လည်းရမယ်လို့ဆိုတယ်။ကြော်မိသားစုတစ်ခုလုံးဟာအဲ့ဒီအဆိုမိန်ကိုနားထောင်ကြရတယ်။စိတ်ဝင်စားခြင်းအောင်ဆောင်ကြရတယ်။မျက်လုံးလေးတွေကိုပိကလက်ပိကလက်လှုပ်ရင်းစိတ်စိတ်နေခြင်းဟာဝန်ခံရရောက်တယ်ဆိုတဲ့အနေနဲ့ မငင်းပဲနေကြတယ်အဲ့ဒါကိုဘာကြီးကြော့အတော်အားမလို့အာမရဖြစ်တယ်သူထုတ်ထားတဲ့အိမ်သာပိတုကဒီဇိုင်းတွေကိုလည်းခယူဒီဇိုင်းကြည့်စီခြင်းနဲ့သူ့အာမခံချက်တွေကိုလည်းမျက်စိပေကလပ်ပေကလပ်လောက်ယုံလောင်းနေမဟုတ်ပဲပွင့်ပွင့်လင်းလင်းထောက်ခံကြစီခြင်းနဲ့အဲ့ဒါကြောင့်ဗဇက်ပြောတာလောင်းနေမပြီးတော့ပဲအဲ့ဒီဒီဇိုင်းကိုလက်တွေ့အကောင့်ထဲပို့အောင် ဆောက်လုပ်ပြမယ်လို့အတိအလင်းပြောထုတ်ပြောတယ် ိမ်သားကိုဆောင်ရင်ကုန်ကြဆေးကိုကတသိန်းခွဲလောက်ကျမှာဖြစ်နေတယ်။အဲဒါကြောင့်ကျော်မိသားစုတစ်ခုလုံးစိတ်ညစ်ကုန်ကြတယ်။ဒါပေမဲ့မရပါဘူး။အားလုံးကိုခွဲတန်းချပြီးပတ်စံအချိုးကျထည့်ကြရမယ်လို့ဆုပြောလာတယ်။အားလုံးကအဲ့ဒီအိမ်သားစနစ်ကြီးကိုယုံကြည်ပါကြောင်းသဘောကျကြပါကြောင်းအံ့ဩကြပါကြောင်းဝမ်းပြောကြတယ်။ဒါပေမဲ့သူတို့မှအိမ်သားလုံလုံလောက်လောက်ရှိနေပြီမို့ နောက်ထပ်ထပ်ဆောက်ဖို့မလိုပါကြောင်းလဲဝိုင်းပြောကြတယ်ဒီတော့ဗကြီးကျော်ကဒီအိမ်သားကြီးဆောက်ဖို့လိုအပ်တယ်ဆိုတဲ့နေရာမှာအတုံးလို့လို့ဆိုတာထက်ပညာတရက်အတွေးခေါ်တရက်အဘိဓမ္မာတရက်ကိုတက်သေးပြဖို့အဓိကဖြစ်နေကြောင်းဒီတီချွေမှုရဲ့မှန်ကန်ထိရောက်မှုကိုတက်သေးပြနိုင်မယ်လက်တွေ့အကောင့်ထဲပို့နိုင်မယ်ဆိုရင် ကြီးကျယ်တဲ့အောင်မြင်ကျော်ကြားမှုတရက်ဖြစ်လာမှာဖြစ်ကြောင်းဒီအောင်မြင်မှုဟာမိမိတယောက်တည်းရဲ့အောင်မြင်မှုကျော်ကြားမှုမဖြစ်တင်ကြောင်းမိသားစုအောင်မြင်မှုသာဖြစ်တင်ကြောင်းဒါကြောင့်အလုံးအချိုးကြားထဲဝင်ကြခံကြရမယ်လို့သို့ပြောတယ်။ဘာတတ်နိုင်မှာလဲစကနေရန်စဲထဲလိုက်ကြပါဦး။ ျော်မိသားစုခြံကြီးရဲ့အနောက်တောင်ထောက်မှာဘာကြီးကျော်ရဲ့အိမ်သာကြီးကိုပယံအကျော်မော်လက်သမားအကျော်မော်တွေနဲ့ဆောက်ဆောက်ကြပါတယ်အပူတပြင်းဆောက်လိုက်ကြတာ3လနဲ့18ရက်ပဲကြာလိုက်တဲ့အာလုံးပြီးစီးသွားတယ်အဲ့ဒီမှာအလောက်ကမပြီးသေးဘူးဒုက္ခကြံသေးတယ်ကျော်မိသားစုအားလုံးအိမ်မကြီးထဲမှာအိမ်သာတွေရှိပါရဲ့နဲ့ ဘာကြီးကျော်ရဲ့စံသက်ခံအိမ်သာအစ်စ်ကြီးကိုတွားကြရတယ်။ဒါမှအိမ်သာကြီးကပြည်လာမှာကိုအိမ်သာသုံးရီတွေလဲအချက်ချက်စစ်လို့ပြုတ်လို့ရေစစ်ကန်အချက်ချက်ကိုဖြတ်ပြီးနောက်ဆုံးကန်ထဲကိုရောက်မှာကိုအဲ့ဒီလိုဖြစ်သွားအောင်အလွန်တောက်နေကြော်မိသားစုတစ်ခုလုံးကလေးလူကြီးမကြံစူးစမ်းပန်းစားနဲ့အိမ်သာအစ်စ်ကြီးကိုဝိုင်းအားပေးလိုက်ကြတာ။ လေးလလောက်ကြာတဲ့အခါမှာအင်သာကြီးရဲ့အစိတ်ပိုင်းတွေအားလုံးလယ်ပတ်အသုံးဝင်လာတဲ့အဆင့်ကိုရောက်လာပါတယ်။ဆိုလိုတာကနောက်ဆုံးရေစစ်ကန်အထိစစ်ရေရောက်လာတာကိုပြောတာပါ။အဲ့ဒီအချိန်နေအတွင်းမှာဖာကြီးကျော်တရတခဲကိုမအိတ်နိုင်မစားနိုင်အမလို့အမရနဲ့နေမထိထိုင်မတာစောင့်ရရှာတယ်။ အရေးကြီးလို့ဆိုပြီးကြီးပြင်းတခြားအင်တာကရှိပြီးသားပစ္စည်းတွေကိုလည်းမလာလို့မဖြစ်ဘူးလေ။ဒါကစံတတ်မှုမှာသူ့တဘာဝအတိုင်းဖြစ်စေကြရမှာကို။နောက်တလားလောက်လည်းနေရော။ဖာကြီးကျော်ကနောက်ဆုံးရေစစ်ကန်ကရေကြီးကိုခတ်ပြီးဖန်ခွက်နဲ့ထည့်ကြည့်တယ်။အားလုံးကိုလည်းပြတယ်။တကယ်လဲကြည်နေပါတယ်။အနေတို့အမိုက်တို့လည်းကင်းရှင်းပါတယ်။ဒါပေမဲ့ဘယ်သူမှကင်ကြည့်ဖို့နန်းကြည့်ဖို့မလုပ်ကြဘူး။ အဝေးကပဲအလုံးဝတတန်နေပဲကောင်းပါတယ်အောင်မြင်ပါတယ်ပဲပေါ့ချိုးရီတုံးရီလုံးလို့တော့ရမှာပါပဲပေါ့ဒါပေမဲ့ချိုးလို့တုံးလို့ရတဲ့အတိုင်အောင်ဒီရီတွေကိုမလုပ်ရမှာလဲကျော်မိသားစုခြံကြီးထဲမှာအဝေးစီးတွင်လဲရှိတယ်ရိုးရိုးရီတွင်လဲရှိတယ်ရီတွေကလည်းရေချိုးတွေကြီး ွက်လိုက်ကြတာမှ ပြင်း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 နဲ့တောင်နေသည်ဘာလို့ဖို့အိမ်သားကြီးကိုပြန်စစ်ပြန်သုံးဖို့လိုမှလဲအဲ့ဒါကိုလည်းဘသူမှတော့ထုတ်ပြောဝင်ကြတာမဟုတ်ပါဘူးရက်ွက်ထဲမှာဒီတည်င်းထွက်သွားပြီးတော်တော်ကိုလှုပ်လှုပ်ရှားရှားကြွကြွကြကြဖြစ်သွားတာလည်းမှန်ပါပဲ။ဒါပေမဲ့ဘာကြီးကြော်လုံးဝမကျေနပ်ဘူးဖြစ်နေတယ်။ဘာလို့လဲဆိုတော့ အာလဝံကောင်းပါတယ်အောင်မြင်ပါတယ်ဗညာနဲ့သာပြောနေကြတာအနားတောင်ကတ်ကြတာမှမဟုတ်တာအဲ့ဒီတော့ဘာတိကြော်ပါလို့မလဲတနေ့တနင်္ဂနွေနေ့တနေ့မှာကြော်မိသားစုအလုံးကိုဘယ်မှမသွားရဘာမှမလုပ်ရအိမ်မှာအလုံးရှိကြရမယ်လို့အမိန့်ထုတ်လိုက်တယ်ဟာဒါလောက်ရမှာပေါ့ ဖာကြီးကျော်ကမိသားစုမှာအကြီးဆုံးပဲဟာအဲ့ဒီတင်းငွေတွေနေမှာအလုံးအိမ်မှာပဲစုပြီးနေကြရတယ်နနက်9နာရီလောက်မှာဖာကြီးကျော်က သူ့ရဲ့အထူးအစီအစဉ်နဲ့ biochemistry ပါမောက်ခဥမောင်မောင်ဘာကိုပင့်လာတယ်စံတက်ရာမှာလိုအပ်မဲ့ပစ္စည်းတွေလည်းပါလာတယ်မိသားစုနဲ့ပါမောက်ခကြီးကိုမိတ်ဆက်ပေးတယ် ။နောက်ပြီးမှသူ့အစီအစဉ်အားလုံးကိုရှင်းပြတယ်။သူ့အိမ်သားကြီးရဲ့နောက်ဆုံးအဆင့်ကရေကြီးကို biochemistry ဗမောက်ခကြီးကယောဂပိုမွားကင်းမကင်းအမိုက်တရိုက်ကင်းမကင်းတခြားသတ္တုပါဝင်နှုံများမများကြည်လင်တန့်စင်တဲ့ရေကြီးရေတန့်ဟုတ်မဟုတ်တိတိကျကျစစ်ဆေးပြီးအားလုံးကိုပြောပြမှာဖြစ်ကြောင်းအကျယ်တဝင်းရှင်းပြတယ် အဲ့ဒီနောက်အများရှိမှပဲအင်တာကြီးရဲ့နောက်ဆုံးကံကရေကိုအလွန်တန့်ရှင်းတဲ့ဖန်ပလင်းနဲ့ခတ်ယူလိုက်တယ်။ပြီးတော့ဗမောက်ခကြီးလက်ကိုအပ်လိုက်တယ်။ဗမောက်ခကြီးဟာမိသားစုအလုံးရဲ့ရှေ့မှမှာပဲအဲ့ဒီရေကြီးကို ခွဲချမ်းစိတ်ဖြာစစ်ဆေးပါတယ်။ဗမောက်ခကြီးရဲ့စစ်ဆေးခြင်းများဟာအတော်ကိုရှုပ်ထွေးများပြားပါတယ်။အလွန်တိကျသေးကြမှာဖြစ်ကြောင်းလည်းသိတာထင်ရှားလာပါတယ်။ စံသက်ခွဲခြံလေးလာမှုဟာအချိန်အားဖြင့်၃နာရီလောက်ကြာပါတယ်။အဒီနာမှာတော့ဗမောက်ခကြီးကအဲ့ဒီအိမ်သာကြီးရဲ့နောက်ဆုံးရေစစ်ကန်ကထွက်လာတဲ့ရေကြီးဟာအလွန်တန်ရှင်းကြည်လင်တဲ့ဆံပြရေတန့်တစ်မျိုးအစ်စ်မှရှိကြောင်းရဲရင်ပြက်သားစွာကြီးညာလိုက်ပါတယ်။အဲ့ဒီရေဟာတောက်လို့တောက်ချိုးလို့ချိုးကြိုက်တယ်လို့တုံးနိုင်ချောင်းပြက်သားစွာထောက်ခံလိုက်ပါတယ်။ ဘာကြီးကျော်ရဲ့ပီတိဟာအတိုင်းအဆမရှိထိုးတက်သွားပါတယ်။ဘာစကားမှမပြောဘဲပြုံပြုံကြီးဖြစ်နေတယ်။နောက်ပြီးမှအဲ့ဒီရေတန်းဖန်ခွက်တစ်ခွက်ကိုကင်ပြီးကျော်မိသားစုတစ်ခုလုံးနည်းနည်းစီမြည်ကြည့်ကြဖို့ပြောပါတော့တယ်။အဲ့ဒါကတော့မလွယ်ဘူးဗျ။အလုံးဟာရုပ်ရုပ်တဲတဲဘာကြီးကျော်ရဲ့အာမြင်မှုကိုယုံကြည်ချောင်းအံ့ဩပါချောင်းချီးကျူးပါချောင်း ဒါပေမဲ့တောက်ကြည့်မိကြည့်ဘူးတော့လုံးဝမဖြစ်နိုင်ပါကြောင်းညင်းလိုက်ရှောင်းလိုက်ကြတာဗျာစုညံ့သွားတာပဲဘာကြီးကြော်တော်ကြီးကိုခွာကြသွားတယ်။ဘာဆက်လုပ်ရမှန်းမသိအောင်ဖြစ်သွားတယ်။ဒါနဲ့ဗမောက်ခကြီးပဲလှဲ့ပြီးသူမိသားစုဟာဆရာကြီးရဲ့စကားကိုပဲဆက်နဲ့သာယုံကြည်ထောက်ခံနေကြကြောင်းလက်တွေ့သုံးဆောင်ကြည့်နိုင်လောက်တဲ့အထိမယုံကြည်ကြသေးတာထင်ရှားနေကြောင်း ဒါကြောင့်ဒီကိစ္စမှာသူမိသားစုတစုလုံးလုံးဝအုတ်တုံတန်တရာရှင်သွားအောင်ပမောက်ခကြီးကိုယ်တိုင်တောက်ပြလိုက်ဖို့မြစ်တာရက်ခန့်နေပမောက်ခကြီးမျက်နှာတိတိတသာပြတ်သွားတာပေါ့ချက်ချင်းပဲညင်းပါတယ်ပမောက်ခကြီးကသူ့တာဝန်ကရေကိုစစ်ဆေးပေးဖို့သာရှိကြောင်းတောက်တုံပြရင်ငခုကနဦးကလေးကသဘောတူခဲ့ခြင်းမရှိကြောင်းနဲ့တစ်ချက်လော့ပြက်ပြက်သားသားညင်းပစ်လိုက်ပါတယ် ဘာကြီးကြောင့်အကြီးအကျယ်အကျက်ရိုက်သွားတယ်။အာလုံးငြိမ်နေကြတယ်။ဘာဆက်လုပ်ရမှာလဲ။ဘာကြီးကြောင့်လဲသိတယ်။သူတခုခုပြောရမယ်လုပ်ရမယ်။ဆုံးဖြတ်ရမယ်။လုပ်ကိုလုပ်ရတော့မယ်။ဘာလုပ်မလဲ။ဘာလုပ်မလဲ။ဘာကြီးကြောင့်ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီရေကိုသူကိုယ်တိုင်တောက်ပြမယ်တဲ့။ဘာကြီးကျော်ဟာအိမ်သာရေကြီးအပြည့်ထက်ထားတဲ့ဖန်ခွက်ကိုတောက်ဖို့မြှောက်လိုက်တယ်။မိသားစုတစ်ခုလုံးဟာကနေဖြစ်သွားတယ်။ဘာကြီးကျော်လည်းလန့်သွားတယ်။လက်ထဲမှာဖန်ခွက်တန်းလန်းကြီးနဲ့ဝင်းဖေး ဖတ်ရှုတင်ဆက်သူစိတ်မြများစင်လူကြီးမင်းတို့အချိန်ပေးနာစင်မှုအတွက် Essence Reader မှကျေးဇူးတင်ရှိပါတယ်ရှင်